အသက်ရှင်အောင်နေပါလို့အမိရတဲ့ဂိမ်းထဲမှာဒေါနင်းစီကဇလိုက်ဖြစ်ပါတယ်။ဒေါနင်းစီကဝိညာဉ်တကောင်ဖြစ်ပြီးတော့သူ့အိမ်ထဲမှာဝင်လာသမျှလူတိုင်းကိုခြောက်လှန်ပါတယ်။သူ့အပြင်အိမ်ထဲမှာတခြားတရေတွေလည်းရှိပါတယ်။ဂိမ်းစောတဲ့သူတွေကတရေတွေကိုရှောင်ရင်းနဲ့မရှင်တွေကိုလောက်အောင်မှာဖြစ်ပါတယ်။ဒေါနင်းစီကြောင့်ဂိမ်းစောနေတဲ့လူမောင်ဟာမိဆိုင်ကျိုးနဲ့ကော့ကူကိုတက်စီတယ်လို့ဖြစ်သွားတယ်။လူမောင်ကဂိမ်းရှောင်သွားတဲ့အခါမှာတော့သူ့နောက်မှာကြောက်စရာမျက်နှာပေါ်လာပါတယ်။လူမောင်ကတငယ်ချင်းထက်ဦးကိုဖုံးဆက်ပြီးတော့လာမယ့်ဘက်မှာဂိမ်းတူတူစော်ဖို့ချိန်နေ။အပေါ်ရက်ကိုတွားကြည့်တဲ့အခါမှာတော့အခန်းပေါ်ကကောင်မလေးတစ်ယောက်နဲ့ရင်းနှံတူနေပါတယ်။ခင်းထဲမှာတငယ်ချင်းတွဲကိုကာရိုက်တာကတည်ဆုံးထားတဲ့အကြောင်းကိုလာပြောတာပါ။ အိတ်တက်ကအိမ်မဆိုးမလို့နိုးလာတော့အောက်ထက်ကိုဆင်းကြည့်ရင်လည်းမှန်ထဲမှာတော်နေစီကိုတွေ့လိုက်ရပါတယ် စားစရာရှာနေတဲ့သူကိုပုံရိပ်တစ်ခုကကြည့်နေပါတယ်။ရုတ်တရက်အခန်းထဲကမှန်နေကွဲသွားပြီးတော့သူ့ဘော်တာကိုတွားကြည့်တော့နှစ်ယောက်လုံးကဂိန်းထဲကလိုတပုံစံနဲ့အသက်ခံထားတာကိုတွေ့လိုက်ရပါတယ်။ဒါအပြင်သူကလည်းဗီဒီယိုဂိန်းထဲကလိုတည်ဆုံသွားတယ်။နောက်နေ့အလုံးမှာတော့ထက်ဦးကဗီဒီယိုဂိန်းเจ้าကိုသူ့ဘောစီမင်းဦးနဲ့ဆွေးနွေးနေရင်းနဲ့ဘော်ဒါလူမောင်တည်ဆုံတာကိုသိလိုက်ပါတယ်။အဲ့ဒီအာသူဘာကိုမှပို့ဖို့ဆိုတဲ့တပ်ပုံဆရာမတယောက်ကပါတက်လာတယ်။ကဖေးဆိုင်ကိုတွားပြီးတော့ဂိမာတွေဖြစ်ကြတဲ့မင်းမြန်းနဲ့စွန့်နိုင်လူမောင်တို့မှလည်းဇုံပါတယ်။လူမောင်ကြံထားခဲ့တဲ့ဗီဒီယိုဂိန်းခွေနဲ့မိချစ်တစ်ခုကိုတွေ့လိုက်ရတယ်။ထက်ဦးကတော့အတိတ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကြောင့်မိကိုအရင်ကြောက်ပါတယ်။အသက်ရှိအောင်နေပါဆိုတဲ့ဂိ င်းခွေဦးတည်တဲ့အခါမှာတော့ဂိမ်းကအပြင်ကိုမဖြန့်သေးဘဲနဲ့အစမ်းဆော်ပြီးတော့စစ်စေးနေတာဖြစ်ကြောင်းတအူးအရှင်းပြပါရီတအူးအိမ်ပြန်ရောက်တော့သူ့အိမ်ကိုပေါ်လာဖို့ဖို့ရောက်လာတယ်အိမ်နောက်ပူပူမြင်းမြန်းနဲ့စောနိုင်တို့ရောက်လာပြီးတော့ဂိမ်းတူတူဆော်ကြပါရီဘောစီမင်းဦးကလည်းသူ့အိမ်ကနေဝင်ကြိုင်းပါရီဂိမ်းစားမှာပေါ်လာတဲ့စာကိုပြိုင်သူဖက်လိုက်ကြတဲ့အခါမှာတော့သူတို့နောက်ကွယ်မှာတရေပုံရိပ်တီကပေါ်လာပါရီဂိမ်းနဲ့ဝင်ပြီးတော့သူတို့ရဲ့ကာရိုက်တာတွေကိုဖန်တီးကြတယ်ဦးမင်းကတရေတကောင်ကိုတက်ပြလိုက်တော့နှင်းစီတပွင့်ရပါရီနှင်းစီပွင့်ကိုပြစ်ချလိုက်ရင်သူတို့ရင်မဆိုင်နေတဲ့တရေကပြောက်ွယ်သွားမှာဖြစ်ပါရီဂိမ်းစက်ကောင်တွေကအုတ်ကူတစ်ခုကိုယောက်သွားပြီးတော့တရေတွေကိုတိုက်ခတ်ရပါရီအေဒီအိနဲ့ကိုယောက်သွားတော့ဒေါနင်းစီရ ဲ့ပကြီကားချက်ကိုတေးလိုက်ရတယ်။အိမ်ထဲမှာရှိနေတဲ့မုံနေအားလုံးကလည်းကွဲနေပါတယ်။ရောက်ထက်ကိုဦးမင်းဆင်းသွားတဲ့ကာတကရုတ်တရက်ပိတ်သွားတယ်။ဦးမင်းရောက်နေတဲ့အခန်းထဲကိုတခြားသူတွေဝင်လို့မရတော့ပါဘူး။အထဲမှာတရဲတွေရှိလို့ရှိညာနှင်းဒီတခွင်ကိုထုတ်တုံလိုက်ပါတယ်။အဲ့ဒီချိန်မှာတခြားခန်းကဒေါ်နေစီပေါ်လာပြီးတော့သူ့ကိုတပ်ပစ်လိုက်ပါတယ်။ဂိန်းရှုံးသွားတော့ဦးမင်းဟာအလောက်ကနေအိမ်ကိုပြန်ဖို့လုပ်တယ်။ပုံရင်းရောင်တွေကိုတွေ့ရပြီးမြဲတယောက်ကစားရလို့ထင်နေပါတယ်။ဒါပေမဲ့စားတာမဟုတ်ဘဲနဲ့ဂိန်းကတရဲကအပြင်ထွက်လာပြီးတော့သူ့ဂိန်းထဲမှာတည်သွားတဲ့အတိုင်းတဘုံဆန်နဲ့တပ်ပစ်လိုက်ပါတော့တယ်။မနက်မိုးလင်းတော့ရဲကြီးကတားပြီးမြဲထက်ဦးကဦးမင်းတည်တဲ့ပုံစံကိုကြည့်ပြအောင်သွားကြည့်တယ်။ စုံနှောင်းညုံမောင်ကသူတို့ပတ်သက်မှုကိုမြင်မြန်ပါတယ်။ဂိမ်းနဲ့အပြင်လောကဆက်ဆက်နေတဲ့အကြောင်းထပ်ဝါပြောပြမိတယ်။ကျန်တဲ့သူတွေကမယုံကြပါဘူး။စောနိုင်ကဂိမ်းကိုတယောက်တည်းဆော့လိုက်တာ။မှန်တယ်ကနေတစင်မြင်လဲတစ်ခုကိုတည်လိုက်ပါတယ်။အဲ့ချိန်မှာဂိမ်းကိုခဏရက်ပြီးတော့အဖွဲသားရင်းနဲ့စကားသွားပြောတယ်။လူမောင်ရဦးမင်းတို့နှစ်ယောက်လုံးကဂိမ်းထဲအတိုင်းတည်ဆုံသွားတဲ့အတွက်ထပ်ဥကဆွေးနေပါပြီ။စောနိုင်ကိုအမြင်လာကြည့်တော့အသက်ရှင်နေသေးတဲ့အတွက်ရင်အေးသွားပါတယ်။ဖူဖူကကွန်ပျူတာကိုပြင်နေတဲ့အချိန်မှာကြောင်ချောက်ချားဖြစ်ပြီးတော့ဟိုဒီဒီမြင်လာရတယ်။ဒါအပြင်မင်းမြတ်ကတရေတွေမြင်တယ်လို့ထပ်ဥကလည်းတရေပုံစံနေမြင်လာရပါတယ်။ထပ်ဥကကွန်ပျူတာကိုဖွင့်ပြီးစမ်းစော်ကြည့်တဲ့သူတွေတည်ဆုံတဲ့ပုံစံကိုဂိမ်းနဲ့တိုက်ကြည့်ပါတယ်။ ဂိမ်းမှာရှိတဲ့ identity နဲ့အပြင်မှာတကယ်အသက်ခံလိုက်ရကြောင်းသိလိုက်ရပါတယ်။သူအိမ်ကိုပြန်သွားတော့တရေတကောင်ကသူ့ကိုကြည်နေပါတယ်။နောက်တစ်နေ့မှာတော့ထက်ဦးဟာမင်းမြတ်ဖိုးဖို့စောနိုင်တဲ့ပူပိုတို့ကိုတူတွေ့သမျှရှင်ပြတယ်။မင်းမြတ်ကဒေါ်နေစီအကြောင်းကိုလေ့လာခဲ့ပြီးတော့အပြင်မှာတကယ်ရှိကြောင်းပြောပြပါတယ်။ဒေါ်နေစီဟာလူတွေကိုပန်းပြီးတော့လောင်ချိုင်းနဲ့တည်သွားကနှိပ်စက်သက်ပြက်လေးရှိပါတယ်။သူ့မျက်နှာမကြည့်ကျင်တဲ့အတွက်မှန်ဟုအမြဲတမ်းခွဲထားလေးရှိကအိမ်ထဲမှာပဲအမြင်နေပြီးတော့ဇွဲကြိုးချတတ်သည်သွားခဲ့ပါတယ်။စောနိုင်ကဘရိုင်းနဲ့တွေ့ဖို့ကားမောင်းလာတဲ့အချိန်ပုံရိပ်တစ်ခုကိုတွေ့လိုက်လို့ကားထိုးရက်လိုက်ပါတယ်။အပြင်ကိုထွက်လိုက်တဲ့အချိန်မှာတော့ဂိမ်းထဲမှာသူ့မသိသေးတဲ့အတွက်အဆင်ပြေကြောင်းပြောပါတယ်။အဲ့ဒီအချိန်မှာမြင်းလဲစီကပေါ်လာပြီးတော့ သူ့ကိုတကြိတ်သွားပါတယ်။စောမြက်ကသူ့ကိုလာကြည့်ပြီးတော့ဂိန်းရအတိုင်းတည်ဆုံသွားရဲဆိုတာကိုစုံနှောင်းညုံမောင်ကိုရှင်းပြတယ်။စုံနှောင်းညုံမောင်ကတော့ဒီကိစ္စကမဖြစ်နိုင်ဘူးလို့ထင်နေပါတယ်။ဒါအောင်မယုံတဲ့စုံနှောင်းတယောက်ကဂိန်းကိုစော်ကြည့်ပါတယ်။မိမြတို့ကတော့ဂိန်းကိုရက်တက်မှုနီးလန်းရှာနေကြတယ်။ဂိန်းစတိုးကိုသွားပြီးတော့ဂိန်းစော်ထားရဲစုံနှောင်းကစုံစမ်းမိမြအခွင့်မထွက်သေးတာကိုသိလိုက်ရပါတယ်။ကားနဲ့ရဲစခန်းကိုပြန်ဖို့လို့တော့ဂိန်းတွေကလိုတက်တာကိုခံလိုက်ရပါပြီ။ထ ahu ကလူမောင်ရဲ့အိမ်ကိုဝင်ပြီးတော့ပြစ်စီရှာဖို့လုပ်တယ်။အင်ငယ်တုန်းကအမေကမီးလောင်တို့စုံသွားတာကိုကြည့်နေကြရတဲ့အတွက်ထရမာရခဲ့ကြောင်းတော့ပြောနေပါသေးတယ်။အိမ်ထဲကိုဝင်လိုက်တော့အခင်းဖြစ်ရနေရာကိုဘာမှရှင်းမထားရသေးတာကိုသိလိုက်ရ ပါတယ်။သူတို့ကဒီကိန်းကိုဖန်တီးခဲ့တဲ့သူရဲ့လိပ်စာကိုသိကျင်နေကြတာပါ။အဲဒီမှာတွေ့ရတဲ့စာအုပ်ရဒေါ်နေစီကိုတည်ဆုံသွားစေခြင်းရင်သူ့ရဲ့အလောင်းကိုတန်သုံးချောင်းရိုက်သွင်းပြီးတော့မီရှိုမာယာမှာဖြစ်ပါတယ်။ရဲရဲ့တည်ဆုံမှုကသတင်းတွေထဲမှာပါလာပြီးမှညုံမောင်တို့ကသူတို့ကိုလိုက်ရှာနေပါတယ်။ဂိန်းစာမှာသူတို့ရုတ်ခဲ့တဲ့စာဘက်ကတရေတွေကိုအပြင်လောကကိုဆင့်ခေါ်ရမှန်းသိသွားတယ်။အပြင်လောကကမင်းမြတ်ပုံစံကိုထက်ဦးကဂိန်းထဲမှာတွေ့လိုက်ရပါတယ်။မင်းမြတ်ကအသက်ခံရတော့မယ့်အချိန်မှာထက်ဦးတို့ကသွားခဲ့ပြီးမင်းနောက်ကျသွားတဲ့အတွက်အလောင်းကိုပဲတွေ့လိုက်ရပါတယ်။သူတို့ကတော့ဝမ်းနဲ့စွာနဲ့ပဲအိမ်ကိုပြန်လာကြတယ်။ဂိန်းကိုသူတို့မဆော့ပေမဲ့ဂိန်းရဆော့နေတဲ့ဖိုးဖူးကသူတို့အစားအသက်မတည်အောင်ဂိန်းကို ကိုဆက်ဆော့ပေးပါတယ်။အဲ့နောက်ဒေါ်နင်းစီရဲ့အင်ကြီးကြီးကိုသွားကြတယ်။အင်ကြီးကဂိမ်းတဲ့တပုံစံနဲ့ပါပဲ။အင်ထဲကိုဝင်သွားတဲ့အခါဒေါ်နင်းစီနဲ့တပုံနဲ့တူတဲ့အယောက်ကိုတွေ့လိုက်ကြပါပြီ။အင်နောက်ပြင်းမှာမြင်းလဲတို့အုပ်ကူတို့ဂိမ်းထဲကပါလာလို့လည်းရှိပါတယ်။ပိုပိုကဘီယိုတကားကိုဖွင့်ပြီးတော့ကြောက်စရာပစ္စည်းတွေရှိတဲ့အခန်းထဲကိုရောက်သွားပါတယ်။ ထောင်ရနှုပြို့ဖို့အတွက်ဒေါ်နင်းကြီးကကကြင်နဲ့ထိုးဆက်ခဲ့တဲ့ကောင်မလေးတွေရဲ့နာမည်လည်းရှိပါသေးတယ်။ရုတ်တရက်ဆိုလုံမီးကပြတ်သွားပြီးတော့ပိုပိုရဲ့မျက်နှာပေါ်အကောင်နေကျလာပါသေးတယ်။ထက်ဦးကိုကူညီဖို့အတွက်ဖိုးဖူးကဂိန်းထဲကတရင်တစ်ခုကိုပေးလိုက်တာအပြင်မှာတကယ်ပေါ်လာပါသေးတယ်။အဲ့ဒီတရင်သုံးပြီးတော့တကားကိုဖွင့်လိုက်ကပိုပိုကိုနှင်းကြီးပွင့်နဲ့ကူညီပါသေးတယ်။ဝမ်တာလုံးတို့ပြပြပေးနေရုံမှာတစ်ဖက်မှာဖိုးဖူးရဲ့တကားပိတ်သွားတာကြောင့်ဂိန်းစောလို့မရတော့ပါဘူး။ကားမန်ကိုခွဲပြေးနေတော့သူ့ကိုယ်သူအသက်ရှင်အောင်ပြေးလိုက်ပါသေးတယ်။အဲ့ဒီနောက်မြင်းလဲကရောက်လာတဲ့အတွက်တကယ်ထွက်ပြေးနေနှင်းကြီးချောင်ကိုရောက်သွားပါသေးတယ်။ထက်ဦးတို့ကအမြန်လာခဲ့ပြီးမဲ့ဂိန်းဆက်ကောင်ကတည်နေပါပြီ။နှင်းကြီးနဲ့တန်မိုးတွေကိုယူပြီးတော့အိမ်ထဲကိုပြောင်းဝင်ပါသေးတယ်။တင်ညာက ကလျှို့ဝှက်လန်းတဲ့ကနေတာဝါဟုသွားတယ်။နှင်းစီလိုက်လာလို့နှင်းစီပွင့်နေပြစ်ပေါက်ပြီးတော့ပျောက်ကွယ်အောင်လှုပ်ပါတယ်။တရဲကြီးအများကြီးရပါရောက်လာလို့နှင်းစီပွင့်နေနဲ့ပြစ်ပေါက်ရပြန်ပါတယ်။တဏျာအယောက်နှစ်ယောက်ကိုတကားတစ်ခုကချားသွားတယ်။နောက်ဆုံးနှင်းစီကိုပုပ်ပို့ကိုပြေးလိုက်ပြီးတော့ထက်ဦးကနှင်းစီစီရောက်သွားပါတယ်။အလောင်းကိုတံပိုနဲ့ရိုက်မဲ့ချင်းနှင်းစီဝိညာဉ်ကပုပ်ပို့ကိုတိုက်ခိုက်တယ်။တံပိုသုံးခုရိုက်ပြီးသွားတော့ဒေါ်နှင်းစီဝိညာဉ်ကခနာကိုယ်ထဲကိုပြောင်းဝင်ပြီးတော့မျက်လုံးကပွင့်လာတယ်။အဆောက်အုံတစ်ခုလုံးကရိုင်းထဲလာပြီးတော့ပစ္စည်းတွေပြုတ်ကျလာတယ်။ထက်ဦးကညံကောင်းစွာနဲ့သူ့ရဲ့ငွေရောင် laptop အဖုံးကဘာကိုတုံးပြီးတော့ဒေါ်နှင်းစီသူ့မျက်နှာကိုမြင်အောင်လုပ်လိုက်ပါတယ်။သူ့မျက်နှာကိုအယံမုံနဲ့တွေ့နာကျင်ပြီးတော့အော်ဟစ်ပါတယ်။ထက်ဦးက မီးကိုကြောက်ပေးမယ်ဒေါ်နင်းစီကိုမီးနဲ့ရှို့လိုက်ပါတယ်အကန့်တကားကပိတ်နေတဲ့အတွက်သူ့အမေလိုတည်သွားမယ်လို့ထင်နေတော့မှမတည်သေးဘဲနဲ့ဖိုးဘူးကရောက်လာပါတယ်သူတို့ကနင်းစီအများကြီးကိုလည်းယူလာခဲ့ပါသေးတယ်သူတို့၃ယောက်ကတာဝါအနေအဝေးကိုထွက်သွားလိုက်ကြပါတော့တယ်ဒီကိစ္စပြီးမကြခင်မှာပဲဂိမ်းကိုဖျက်ချလိုက်ပါတော့တယ်လူကြီးမင်းတို့အနေနဲ့လည်းကြောက်စရာဂိမ်းဆော့ရင်တည်သွားနိုင်တဲ့အတွက်ကန်နီခရက်ပဲဆော့ကြပါ